အားလုံးပဲမင်္ဂလာပါခင်ဗျခေချီကီတူး channel ကနေပြန်လဲကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုဇာတ်လမ်းကလေးကတော့ဆိုင်းရေးဆရာတွေ့ဆက်ကရေးသားထားတဲ့သစ္စာပါဠိထားဆိုတဲ့ဝတ္ထုကလေးကိုအပိုင်းလေးဇာတ်သိမ်းပိုင်းနဲ့တင်ဆက်ပေးသွားပါမယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like ခံ subscribe လုပ်ထားပြီးပါဦးဖိနာက note တွေလည်းလည်းနေပေးထားပါအောင်ခင်ဗျကျော်စွာတဲ့လူပူလေးမိတာတို့ခွန်လွန်တောင်တန်းကိုပြန်ကြရတဲ့ကအနုရတာဘယင်မရဲ့ကိုရန်တော်နဲ့ အတိုင်ပင်ခံဖြစ်နေကြတဲ့ပါဝင်လာတဲ့ယောဂန်ဒီတို့ကမြို့တကားဘဝအထိလိုက်ပို့ပေးကြပါတယ်စေတီရဲမတ်တွေနဲ့မြို့သူမြို့သားတွေကသစ္စာပါလာသူရဲကောင်းကိုအော်ဟစ်နှုတ်ဆက်ကြတယ်တတော်ရာကျော်ရှိစီကြောင့်ဆူတောင်းပေးကြတယ်ကျော်စွာတို့ကလည်းမြင်းဘော်ကနေလက်ပြနှုတ်ဆက်ကြတယ်ကီတရီကတော့နမ်မဆောင်လေးသာပြင်းဘော်ကထွက်ပြီးကျော်စွာတို့တို့နန်းဆောင်တွင်ကထွက်သွားတာကိုလမ်းမျောကြည့်ရှုနေတယ်နန်းဆောင်မြင်းကိုရောက်တဲ့အခါမှာတော့ကျော်စွာတို့ကလက်ပြနှုတ်ဆက်လို့တော့ကီတရီကလည်းပြန်လှည့်ပြီးပေါ်ပါဖြူလေးနဲ့ဝေရနှုတ်ဆက်နေတယ်အဲ့ဒီအချိန်မှာကီတရီရဲ့မျက်နှာဘုကမျက်ရည်တွေကဆီးကျလာတယ် အချိန်ဒီမပြီးတော့လဲဝေးကြရအောင်ပါဘောချစ်သူကြီးတူတူလေးရေရွမိတယ်ကျော်စာတို့တို့မြေဝေတကားပေါင်းနောက်ကိုရောက်လာကြတော့အသီးသီးမြင်းပေါ်ကဆင်းလိုက်ကြတယ်ဘာဝနာနဲ့ယောဟန်ဒီတို့ကကျော်စာရှိမှဒူတော့ထိုင်ပြီးအယူတည်ပြုကြတယ်သခင်နဲ့အတူပြန်မလိုက်နိုင်တော့တဲ့အတွက်ကျွန်တော်ကိုခွင့်လွတ်ပါကျွန်တော်မှသခင်ရဲ့ဂျေဇူးကြီးဆက်လို့မကုံနိုင်အောင်ပဲရှိနေပါတယ်တနေ့ကျရင်အခွင့်အသိတဲ့အခါကျသခင်ရဲ့ဂျေဇူးကိုပြန်ဆန်းအောင်ကြိုးစားပါမယ်လို့ဘာဝနာကဝမ်းနဲ့တုံရင်နဲ့အသံနဲ့ပြောတယ်ယောဟန်ဒီကလည်းသူမရဲ့ဒုရှိကြီးကိုမြေကိုထောက်ပြီးအယူတည်ပြုလို့ ။တကယ်ဆိုရင်ကျွန်ုပ်ကလည်းတခင်နဲ့အတူပဲပြန်လိုက်လိုပါရတယ်။ဒါပေမဲ့အခုချိန်မှာမင်းသမီးလေးကိုဆောက်ရှောက်ပေးရမှာမလို့အခုလိုနေရခဲ့ရတာစိတ်မကောင်းပါဘူး။အဲ့ဒီချိန်မှာမိမချမ်းကြီးရောအန်ဒီရဲ့အစင်တပြင်းကြမ်းတမ်းတင်းမာနေတဲ့မျက်နှာပေါ်မှာမျက်ရည်ကစိကြနေတယ်။မင်းတို့ကေတရီကသာဆောက်ရှောက်ရကြပါလို့ကျော်စောကပြောပြီးမြင်းမောက်ကိုပြန်တက်ဖို့ဟန်ပြင်းတဲ့ကဘာဘနာကရှေ့ကိုတိုးလာတယ်။အခုချိန်မှာတော့တခင်ကိုပြောစရာရှိတာပြောလိုက်ပြရစီလို့ဆိုပါတယ်။အမူရနဲ့ငယ်ထူးခြားနေတဲ့ဘာဘနာကိုကြည့်ပြီးကျော်စောကအာအန်းတင်တယ်။ပြောစရာရှိတာပြောပါဘာဘနာလို့ခွင့်ပြုတော့ တကယ်ကကျွန်တော်ကိုတာမန်တိဘက်တောင်တန်းသားတယောက်ရလို့ထင်နေမယ်တကယ်တော့ကျွန်တော်ကတာမန်လူတယောက်မဟုတ်ပါဘူးဗုဒ္ဓရာမျိုးကလူဝဲထားထုတ်တယောက်ဖြစ်ပါတယ်ဒီစကားကြောင့်ကျော်စွာကစိတ်ထဲကအနေငယ်တော့အာအာတင်သွားတယ်ဗုဒ္ဓရာဆိုတဲ့အတန်ကိုကြားလိုက်ယူများနဲ့နှလုံးသွေးတွေစူဝေတက်ကြွလာတယ်အာယုန်ထဲမှာလည်းအတေကပုံရင်ဟောင်းတွေကလက်တပြက်ဆူသလိုဝင်ရောက်လာတယ်မင်းကဘာကိစ္စနဲ့ဒီနေဘက်ကိုရောက်လာတာတို့တခင်တို့ရဲ့တရင်ကိုလိုက်ပြီးစုံစမ်းနေတာပါဘာအတွက်လဲအခုစဉ်ဗုဒ္ဓရာမှာအုတ်ချုံမဲ့ဘရင်မရှိတော့ပါဘူးဒါကြောင့်ဗုဒ္ဓရာမျိုးဆက်အစင်မှန်ကိုလိုက်ရှာနေတာပါဗုဒ္ဓရာမျိုးဆက်ကလည်းတခင်တယောက်ပဲရှိပါတော့တယ် တကယ်ဗုဒ္ဓကိုပြန်မှုအချိန်ရောက်ပါပြီဒီကိစ္စကငါတယောက်တည်းဆုံးဖြတ်လို့မဖြစ်သေးဘူးခွန်လွန်တောင်တန်းပြန်ရောက်မှအဘိုးတို့စီမံတဲ့အတိုင်းဆောင်ရွက်ရမယ်ခင်ငါသွားတော့မယ်လို့ဆိုပြီးမြေမောက်ကိုတက်တယ်ဘာဝနာအမင်းငါကိုတခုတော့ခရီးပေးပါဗာများလဲတခင်ငါရဲ့အကြောင်းတွေကိုမင်းတို့တခင်မကဂေဒရီမသိအောင်စောင့်ထိန်ထားပါစိတ်ကြပါတခင်ဒီအကြောင်းတွေကိုတခင်မလေးမသိအောင်လှုပ်ဝှက်ထားပါမယ်ဒီနောက်မှာတော့ကျော်စွားတဲ့လူပူလေးမိတာကအမင်းကိုစီနဲ့ခွန်လွန်တောင်တန်းကိုပြန်ခဲ့ကြတော့တယ် တကယ်တော့ခလုံးတောင်တန်းကြီးကအေဂျင်တာရတဲ့နေရာဖြစ်ပြီးလူဘွားတော်မိကူအားထားရာဖျော်ရှင်ချမ်းမြေ့ပွဲရာကောင်းလာတဲ့နေရာတစ်ခုဖြစ်ပါတော့တယ်။ခလုံးတောင်တန်းကိုရောက်တဲ့ခါမှာတော့မိခင်ဖြစ်သူယိုဒီစွာနဲ့ကြတော့တယ်။ငါသားဘေးမဒီရမခပဲနဲ့ပြန်ရောက်လာပြီလား။မိခင်ဖြစ်သူကနှုတ်ဆက်တော့ပြန်ရောက်ပါပြီမမေ။ဖခင်အတွက်သွေးကြီးဆက်ပြီးဗုဒ္ဓရာကိုဖျက်ဆီးခဲ့သူကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့ပါပြီ။အဲဒီစကားကိုကြားတော့မိခင်ဖြစ်သူကအေဂျင်နဲ့အပြုံးကိုတစ်ချက်ပြုံးရင်းကငါသားမှနောက်ထပ်တာဝန်ထမ်းဆောင်ရာတွေများကြီးကြံသေးတယ်။မင်းဖခင်ရဲ့သွေးကြီးကိုဆက်ခဲ့ပြီးတဲ့နောက်မှာဗုဒ္ဓရာအမွေကိုရအောင်ပြန်ကြိုးစားရအောင်မေ။ မိဘရဲ့အမွေကိုဆက်ခံနိုင်မှဘာကောင်းရတနာရဲ့တောင်းပန်ချေပုံပဲလို့ဆိုတယ်။စိတ်ချပါမယ်မင်း။ဒါပௌဒရာရဲ့ထင်းတဲ့အမွေကိုပြန်ရအောင်ကြိုးစားပါမယ်။အေးကွယ်ငါသာဘေးမတည်ရမခဘဲနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်ပါစေကွယ်။ဒီနောက်တော့သူတော်စင်ဘိုးရှီယာကိုလိုက်သွားတယ်။အဘိုးကနေအောင်ကြီးကောင်းစွာရတဲ့ကြောက်တောင်ထိတ်ကတရားထိုင်နေတယ်။တောက်ပနေတဲ့နေအောင်ကြီးကမြူနင်းတွေကိုဖောက်ထွင်းလို့တောင်စုံဘော်ကတဆင့်သူတော်စင်ကြီးမျက်နှာပေါ်ကိုရောင်ပြဟန့်နေပါတယ်။နေအောင်ရဲ့အရေးတွေကဆွမ်းအားတစ်ခုကိုတင်းဆောင်လာသလိုရှိနေတယ်။တောင်တန်းနေဘက်ကနေပြီးတော့မှဂျင်းကအော်တန်တွေကလေနဲ့တူပြောင်းလဲပါလာတော့တယ်။ ကျော်သွားကမနေမဝင်နေရကထိုင်ပြီးအဘိုးကိုကြောက်လိုက်တယ်အဘိုးကမိထားတဲ့မျက်လုံးတွေဖြတ်ခနဲ့ပွင့်လာတယ်ငါမြေပြန်ရောက်လာပါလားရောက်ပါပြီအဘိုးဒါဝန်များခြေပေါ်ဆောင်ရွက်ခဲ့ပြီးပါပြီအဘိုးကခေါင်းတစ်ချက်ညှိပြလိုက်တယ်ပြားရီကိုအလိုရှိတဲ့ပြားရီကမိုင်ပေါင်းထောင်ကြီးဝေးတဲ့အရာမှရှိတဲ့ပန်းပွင့်တွေရှိတဲ့နေရာကိုမရေမနာပြန်တန်းသွားကြရတယ်လို့ပဲရွေချက်ရှိသူတွေကလည်းဘလောက်ချမ်းသာတဲ့အခက်အခဲတွေနဲ့တွေ့ရပြီးမဲ့မစုံမနစ်တော့ဆွဲလုံးလာနဲ့ကြော်ပြတ်ကြရတယ်အခုတာဝန်တစ်ခုပြီးတဲ့အခါမှာငါမြေရဲ့ဘဝမှာအရေးကြီးဆုံးတာဝန်တစ်ခုထမ်းဆောင်ဖို့ကြံနေသေးတယ် အဲ့ဒီတောင်ကိုအခုဆက်ပြီးဆောင်ရွက်ရတော့မယ်။ရှေးမှာမြေအတွက်ဘန်ခင်းလမ်းမဟုတ်တဲ့အခက်အခဲတွေကတော့အများကြီးတွေ့ရလိမ့်မယ်။ဒါတွေကိုကြော်ဖြတ်နိုင်မှလူရဘန်းနိုင်ကိုရောက်နိုင်လိမ့်မယ်။မိုးကြုံတန်တွေကိုကြောက်လန့်ပြီးအပြေမထွက်ဝင်တဲ့သူဟာမိုးရဲ့အေးမြမှုအရသာကိုဘယ်တော့မှထိတွေ့ခွင့်ရမှာမဟုတ်ဘူး။မိုးကြုံတန်ဆိုတဲ့ထိတ်လန့်ပွေရာတွေကမိုးရီဆိုတဲ့အေးမြခြင်းရှိကလာတဲ့အနောက်ရှက်တွေလိုပဲ။အဲ့လိုပဲငါမြည်အောင်မြင်မှုတစ်ခုကိုလိုချင်တဲ့သူကလန်ကြီးတစ်လျှောက်မှာတွေ့ရမယ့်အခက်အခဲအနောက်ရှက်တွေကိုမကြော်လွားဘဲနဲ့တော့မရနိုင်ဘူး။မိခင်ဒီအတွက်သားကောင်းရဲနာကိုလိုချင်အသက်ဆုံးပြီးမွေးဖွားတဲ့အလုပ်ကိုတော့ ရှောင်းသွားလို့မရဘူးလက်ခံမှာပဲအဖိုးကသူ့ကိုဆုံးမစကားပြောတာဒီတခါအကြဆုံးမဲ့လို့စိတ်ထဲကထင်မိတယ်အချင်းနဲ့အခွင့်ရေးဆိုတာထိုင်ဆောင်နေသူအတွက်နေခွေးတယ်လို့ချောင်းလန့်နေသူတွေအတွက်ကတော့အတော်များဆန်းတယ်ပူဆွေးသောကနဲ့ကြုံတွေ့နေရသူအတွက်အချင်းဆိုတာအလွန်ကြာညောင်းတတ်ပေမဲ့ဖြောရှင်နေသူအတွက်ကတော့အချင်းကုန်တာမြန်နေတတ်တယ်ဘာပဲဖြစ်ဖြစ်အချင်းရဲ့လည်စားမှုကိုခံနေရတာနဲ့စားလို့ရှိရင်တော့အချင်းကိုအကျိုးရှိစွာအသုံးချမှုကလိုချင်တဲ့ပန်းနိုင်ကိုရောက်ကြတာပါပဲအဖိုးပြောတာကိုနားထောင်ပြီးအဖိုးစီခိုင်းတဲ့မြတ်လို့ကိုအောင်မြအောင်ဆောင်ရပါမယ် အဖိုးကကျောစာဝတစ်ချက်ကြည့်ပြီးငါမင်းကပௌဒ္ဓရာမျိုးဆက်သွေးပဲမင်းရဲ့ဘခင်ကဥဒ္ဓရာဘုရင်မိခင်ကဆန္ဒတိဝီမိဖုရားပဲအခုအချိန်ကငါမင်းအတွက်ကောင်းသောအချိန်ကပြစ်ပြီးအခွေးကြီးကလည်းပေါ်လာပြီအနုရဓာဘုရင်စိတ်ထွက်ပြစီသွားကလေးနောက်မှာပௌဒ္ဓရာမှာသူထားကလေးလက်ပါစီဘုရင်ကိုလည်းပြည်သူတွေကတုံ့ပြန်ပြစ်လိုက်ကြပြီပௌဒ္ဓရာပြည်သူတွေရဲ့အထီးကလိုအပ်ချက်ကတော့ပௌဒ္ဓရာသူအစ်စ်ကိုပဲသူတို့ရဲ့ရှင်သင်ငယ်ဟာပௌဒ္ဓရာသူရှိတဲ့သူကိုပဲလူလာကြတယ်ဒါကြောင့်မလို့ပௌဒ္ဓရာနိုင်ရင်ပြန်မှာသူရဲ့ကောင်းယူွယ်ချင်းပါတော့မယ်ဒီစကားကိုကြားတော့ကျော်စွာရင်ထဲက နှလုံးသွေးတွေစူပွက်လာသလိုခံစားရပါတယ်။ဒီအတွက်ငါမျိုးကိုတက်ပညာတွေပေးထားခဲ့တယ်။ဆွမ်းအားတွေထည့်ပေးထားခဲ့တယ်။သစ္စာဘာလာလောကရဲ့အကျိုးကိုသစ္စာတရားနဲ့အောင်မြင်ဆောင်ရွက်ပြီးတော့ငါမျိုးကျွန်တော်ဘုပြောတဲ့အတိုင်းပုတ္တရအမွေကိုပြန်ရအောင်လို့အစွမ်းကိုကြိုးစားပါမယ်။ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကိုညွှန်ကြားပြပါဘူး။မင်းအခုကိလေသာတောင်းတော်ကိုရောက်သွားလိမ့်မယ်။ကိလေသာတောင်းတဲ့တနေရာမှာထူးခြားတဲ့ကျောင်းနေရာကြီးတခုတွေ့လိမ့်မယ်။အဲ့ဒီကြောင့်နေရန်ကြီးကမြေတားဇက်ခွင့်အဆက်အသွယ်ရှိသူတွေပဋ္ဌာန်းဆက်ရှိသူတွေကိုအကြောင်းတိုက်ဆိုင်လာရင်တခါတည်းမှာတခါဖွင့်ပေးလိမ့်ရှိတယ် အဲ့ဒီအကြောင်းညီနာကငါမြေးသွားပြီးတော့မှအဖိုးလေးကျင်ပြီးသားမြေတာဆွားကိုတုံးချပြီးအထေရအောင်ဝင်ပြီးတော့အတွင်းရောက်တဲ့အခါတရားကျင့်နေတဲ့ဘုဒ္ဓူတွေ့ရလိမ့်မယ်သူစီမံဗုဒ္ဓရနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ပစ္စည်းတွေအနန္တထားတာရှိတယ်အဲ့ဒီပစ္စည်းတွေကမင်းဘဝအတွက်အရေးကြီးဆုံးပစ္စည်းတွေပဲအဲ့ဒါတွေရတဲ့အခါဗုဒ္ဓရကသူရဲ့ကောင်းရွေးချယ်ပွဲကိုအမိသွားပြီးတော့လူကလေးကောင်းပါပြီဒါတဲ့အကိလသာတောင်ဘောကအကြောင်းညီရှိတဲ့နေရာကဖေးနေရလေလူတွေကရှာဖဲလာလို့တတ်မှတ်ကြတဲ့ရှာဖဲလာကိုရောက်နေတဲ့ဝင်းမောတစ်ခုပေါ့ ဒီလိုပြောလိုက်တော့ကျော်စွာကအဘိုးသူတော်စင်ကိုယူသီစွာနဲ့ကုတော့ပြီအဲ့ဒီနေရာကပြန်ဆင်းလာခဲ့တော့တယ်ဟိမန္တာတောင်တန်းပေါ်မှာတောင်ထုံပေါင်း40ကျော်ရှိတော့သူတို့တွေကအမြင့်ဆုံးတောင်ထုပ်တွေထဲမှာကီလာသာတောင်ကလည်းထထောင်ပါဝင်ဖြစ်တယ်ကီလာသာတောင်ကဗုဒ္ဓဘာသာဝင်တဲ့သူတော်စင်တို့လေးမြတ်ထားရာနေရာတစ်ခုဖြစ်ပါတယ်ဟိမန္တာကျောင်းကိုရှင်အောင်ကျန်းစာရည်နဲ့ပါဠိစာပေဒီမှာတက္ကန္တနာရေးသားဖော်ပြကြတယ်တချို့ကဟိမန္တာတောင်မင်းကခေါင်းငင်ကိုယူဇနာ900လောက်ထိုးထွက်နေတယ်လို့ဆိုတယ်ယူဇနာ3000ပြန်မြူတီရှိနေတယ် ဒေါက်တာတောင်တေ14000လုံးနဲ့တစားစင်သားတွေမြေကြီး900စီးစင်းနေဖာတရီစံကြီးတို့ရဲ့နေထိုင်ပြုံမှုရာအင်ဂီယာတပွဲဖြစ်တယ်အမျိုးမျိုးပြပြသောပန်းတွေခမုံးတွေဆေးပြဝင်အပင်သစ်ပင်အစာရှိသဖြင့်အမွေးနဲ့သားတွေကဂျိုင်လိုင်လျက်ရှိပါတယ်ဟိမွန်နာတောင်မှာနတ်ဆေးဩဒရာများပဲရှိတယ်ပြီးတော့ဟိမွန်နာတောင်ကဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားတဲ့နေရာလေးဖြစ်တယ်ရှာဘဲလာကိုဝင်နိုင်တဲ့တံခါးပေါက်တွေကဟိမွန်နာတောင်ရဲ့နေရာမှာရှိတယ်လို့ယုံကြည်ကြတယ်ဘာကြောင့်လဲဆိုတော့ရှာဘဲလာရဲ့ဝင်ပေါက်လို့သတ်မှတ်ကြတဲ့ခင်ကာမြစ်ရဲ့ရေဝီကုန်းတန်းကဂီလာသာတောင်ဒီမှာရှိတယ်လို့ယူဆထားလို့ဖြစ်ပါတယ် ကျော်စွာကသားတလက်မြင်းစည်းရှေခါနေငယ်နဲ့ခွန်လွန်တောင်တန်းကကိလသာတောင်တော်ရှိရာကိုခီးဆက်ခဲ့တယ်။တောထက်တဲ့တောင်တွေကိုမနာနဲ့ကြော်ပြခဲ့တယ်။ကိလသာတောင်တွေရောက်တော့ဖျားဘူးရံအဖွဲလက်လာအောင်ချသူတွေကိုတွေ့ရတယ်။မြို့သားရောဝရေကန်ဘက်မှာလည်းအလံတွေလွင့်လို့အဖွဲလက်မြေတားဇာဝင်ဖြန့်ဝင်နေသူတွေကတွေ့ခဲ့ကြရသေးတယ်။ကိလသာတောင်စောတနေရာကိုရောက်တဲ့အခါထူးခြားတဲ့ဘုန်းတော်ကြီးကြောင့်တို့ကြောင့်ကိုလမ်းမြင်ရတယ်။အဲ့ဒီဘုန်းတော်ကြီးကြောင့်မှသတင်းသုံးနေကြတဲ့ဘုန်းတော်ကြီးတွေကအသက်မီးရွေးမီးများရှိတယ်ဆိုတော့ခံမမှုခက်လာတယ်။ကျော်စွာနဲ့လူပိုးလေးမိသားတို့ကအဲ့ဒီကျောင်းတော်ကြီးမှာခီးတရာဝင်ရောက်နားကြတယ်။ ဘုန်းတော်ကြီးတွေကသူတို့ကိုတကူတကအဲ့ခံမနေပဲနဲ့သူတို့အလုပ်သူတို့လုပ်နေရင်ကလိုအပ်တဲ့အစားအသောက်နဲ့နေရာထိုင်ခင်းနေအစီအစဉ်ပေးကြတယ်။အဲ့ဒီကြောင့်မှတည်တည်တည့်ရဆွပြုတ်ကြီးများကသာတောက်ပြီးမယ်အားရှိလာပါတယ်။ကျွန်တော်ကြီးတွေမှနားနေစဉ်အချို့နေရာတွေကိုပြေပြင်ထားပြီးမယ်။တချို့နေရာတွေကိုတော့ဝင်ရောက်ကြည့်ရှုခဲ့ပြုထားတယ်။ကျွန်တော်ကြီးတွေမှပိဋကတ်တိုက်လိုမျိုးစာအုပ်နဲ့ပရပိုင်ပေါင်းများစွာထားရှိတဲ့အခန်းရှိတယ်။ဗုဒ္ဓတရားတော်ကျမ်းစာတွေလျှို့ဝှက်ဆန်းကျင်တဲ့ပညာရပ်တွေဖိနေပညာကျမ်းတွေအဂိရပညာကျမ်းတွေစေကျမ်းတွေအစီရင်ကျမ်းတွေလည်းရှိပါတယ်။ ဒီကျောင်းတော်ကြီးရဲ့အထက်ဘက်ကျောင်းနေရပေါ်မှာကြီးမားလာတဲ့ဆရာမသားကြီးတို့ခုထွင်ထူထားပါတယ်ဒီအမသားကြီးကလွန်စွာကြီးမားလာတာကြောင့်ဝေးလံလာတဲ့အရက်ကပဲလက်မြင်နိုင်တယ်ကျော်သွားကကျောင်းတော်ကြီးမှာတ냐တဲခုခွင့်ရစဉ်ခုတခုတည်းဝင်ရောက်ပြီးတော့မှမြေတာဆောင်ရဲ့ကျင့်စဉ်ချုပ်ကိုစတင်ကျင်းတော်တယ်သူအားထုတ်တဲ့ကျင့်စဉ်ကဘဂရီယောဂကျင့်စဉ်ဖြစ်ပါတယ်ဘဂရီကျင့်စဉ်ကတော့မြတ်စွာဘုရားကိုယုံကြည်ကိုးကွယ်ခြင်းနဲ့အသက်စာပြုခြင်းအတွက်အားထုတ်တဲ့ကျင့်စဉ်တခုဖြစ်ပါတယ်အဲ့ဒီကျင့်စဉ်ကမြတ်စွာဘုရားကိုယုံကြည်ဝတ်ပြုခြင်းနဲ့သရစိတ်ကိုပွားများစေတဲ့ကျင့်စဉ်တခုဖြစ်တယ် ဘဂရီကျင်းစင်ထဲမှာစိတ်အာယုံနှိမ့်မြုပ်သွားတယ်။ပတ်ဝန်းကျင်တဲ့လောကကြီးတစ်ခုလုံးကိုလည်းမေ့လျော့သွားတော့တယ်။အချိန်ဘလောက်ကြာအောင်နှိမ့်မြုပ်သွားတယ်မသိဘူး။သူ့အာယုံထဲမှာဘုန်းတော်ကြီးတစ်ပါးကြွလာတာကိုမြင်ရတယ်။ဘုန်းကြီးကသူ့နီးကိုရောက်တာနဲ့ဒီလိုပြောတယ်။ကျောတို့ကတရားအလုပ်ကိုပဲအာယုံစိုက်ပြီးအလုပ်လုပ်နေကြတယ်ဆိုတော့ဒါမှပုံကိုယ်တည်းတရားထိုင်ပြောနေဖို့အချိန်မရနိုင်ဘူး။အခုသင်ကတရားလုပ်လုပ်နေပြီဆိုတော့တရားကျင့်ဖို့ကျင့်ပတ်ခြင်းဆက်သွယ်လို့ရတာပဲ။အခုဒီကိုဘာကိစ္စရှိလို့လာတယ်လဲဆရာတော်။သင်ကိုအကူအညီပေးဖို့ပဲ။သင်ကကိလေသာတောင်တနေရာမှာရှိတဲ့ ကျောင်းနေရာကြီးရှိတဲ့နေရာကိုသွားကျင်တာမလားကျုံညံပြပေးပါမယ်ဒီမှာကြည့်ကျောင်းတော်ကြီးရဲ့ပြင်ဘက်ကိုလည်းညှို့ထိုးပြတော့သူလည်းညှို့ထိုးပြရတဲ့ရှောင်းမှာတော့မိမောင်းထိုးပြနေသလိုရှိပြီးလမ်းနေအရာဝတ္ထုတွေကိုခေါင်းစွာတွေ့မြင်ရပါတယ်အဲ့ဒီခါကျစင်ကေလာသားတောင်တော်ကိုရောက်တဲ့အခါမှာတော့တောင်ရဲ့တနေရာမှာထူးခြားတဲ့ကျောင်းတော်နေရာကြီးတစ်ခုကိုလမ်းမြင်ရတယ်ဒီလိုပြပေးပြီးတဲ့နောက်ဘုန်းတော်ကြီးကတပြိပြိနဲ့ပြန်လဲပြကွယ်သွားတယ်အဲ့ဒီနေညာကတညာလုံးတရားလုံးလုပ်ပြီးနောက်တနေ့မနက်လေးနဲ့ကဘုန်းတော်ကြီးတပါသူရှိရရောက်လာပြီးစောပြည့်တဲ့ဘွဲနဲ့ဆေးရီတစ်ခွက်လာပို့ပေးငါဒီလိုမေးတယ် ညကတင်ဆရာတော်ကြီးကိုဖူးတွေးခွင့်ရလိုက်တယ်မလားကျော်စွာကတန်ငယ်စဉ်းစားပြီးမှန်ပါတယ်ဖူးတွေးလိုက်ရပါတယ်လို့ပြန်ပြောတယ်။သင်အားအလွန်ကံထူးသူတယောက်ပဲဆရာတော်ကြီးကိုဒီကျောင်းတော်မှာရှိတဲ့ကိုတော်တွေတောင်မှအဆုံမတွေ့ဘူးကြသေးဘူးဒီလိုဆိုပြီးပြန်သွားပါတယ်ဆုပ်ပြုတ်ရင်းနဲ့ဆေးရီကိုတောက်ပြီးတဲ့အခါအကုန်ဆုံးသွားတဲ့ခွန်အားတွေကိုပြန်လဲပြဖြူလာသလိုခံစားရတယ်ဒီဘုန်းကြီးကျောင်းမှာနောက်ထပ်တညနေတော့လဲအိမ်မှာထင်မှတွေ့လာတဲ့ဘုန်းတော်ကြီးကိုတော့နောက်တစ်ချိန်မတွေ့ရတော့ပါဘူးအဲ့လိုနဲ့နောက်တစ်နေ့မနက်လင်းတဲ့အခါမှာတော့အဲ့ဒီကျောင်းတော်ကြီးကနေထွက်ခဲ့တယ်သူမျက်စိထဲမှာဘုန်းတော်ကြီးညွန်ပြပေးခဲ့တဲ့လမ်းတွေကိုကောင်းစွာပဲမှတ်မိနေတယ် ဒါကြောင့်အဲ့ဒီလမ်းတိုင်းခီးဆက်ခဲ့တယ်။နောက်ထပ်တနေ့နဲ့တညခီးဆက်တဲ့ခါမှာတော့ဘုန်းတော်ကြီးညွန်ပြပေးခဲ့တဲ့အထက်ကိုတက်တဲ့လမ်းကြောင်းတစ်ခုကိုတွေ့ရတဲ့အတွက်မိတ္တကိုတောင်းချင်မှထားခဲ့ပြီးသူတယောက်တည်းအပေါ်ကိုတက်လာခဲ့တယ်။လမ်းလို့သာဆိုရပေမဲ့ကြောက်တွန်းကြောက်ခဲ့ပြီးစီချထားတဲ့လမ်းကြောင်းတစ်ခုသာပြတ်တယ်။သူကတောင်းတဲ့လမ်းတွေကိုတက်ရမှအလေးချင်းရှိထားလို့တော်တော်တယ်။တောင်းကအတော်လေးမြင့်ပါတယ်။ဖီပေါင်းတော်မြင့်တဲ့ခါမှာတော့ပတ်ဝန်းကျင်မှာဘယ်အရာဝတ္ထုကိုမှမတွေ့ရတော့ဘဲနဲ့ညွန်နေတဲ့တိုင်တဲ့တွေကိုသာတွေ့ရပါတော့တယ်။တကားတကားမှတိုင်တဲ့ထဲမှာလမ်းလျှောက်နေရတယ်လို့ထင်မိတယ်။ ဂီလာသာတောင်ကပြည်ပေါင်းတောင်ကျော်မြင့်နဲ့တောင်တွေထဲမှာပါဝင်နေအောက်ကုန်ကောင်းကြီးပြီမဲ့လေမြို့နှင်းတင်တဲ့တိကလွဲလို့ဘာတစ်ခုမှမတွေ့ရတော့ဘူးခန်းတိုင်းနဲ့လေ့ကျင့်ရှိသူမှုလို့သာတော်ရော့တယ်ဒါမှလို့ဆိုရင်တော့ရာသီဥဒ္ဓမခန်းတိုင်းနာကြောင့်လမ်းခွလက်မာတဲ့အသက်ပြောက်လောက်တယ်ဒီလိုနဲ့တပြေးပြေးတက်လာတော့နောက်ဆုံးတော့လမ်းဆုံးသွားပြီးရှေ့ဆက်သွားလို့မရတော့ပါဘူးဘာကြောင့်လဲဆိုတော့သူရှိမှာဘလောက်ထိမြန်မာမခံမနိုင်တဲ့ကြောက်နေရင်ကြီးမှာခြောက်ပြားတစ်ချက်ထောင်ထားသလိုမမတ်ကြီးဖြစ်လို့ထေပိုင်းကတော့တင်တဲ့ထဲရောက်နေတာကြောင့်မမြင်ရဘူးဒါကြောင့်ဘလောက်မြင့်နေဆိုတာကိုမခံမနိုင်ဘူး ိမ်မက်ထဲမှာဆရာတော်ကြီးကညွှန်ပြပေးလိုက်တဲ့နေရာကတော့ရောက်ပြီအဖိုးပြောလိုက်တာကလည်းဒီနေရာပဲဖြစ်ရမယ်အဖိုးမှားလိုက်တယ်လို့ကြောင်းနေကြီးပွင့်နေတဲ့အထိစိတ်ရှိလက်ကြီးဆောင်းအောင်ပါပဲဒီလောက်အေးတဲ့နေရာမှာဒီတိုင်းဆောင်းနေလို့ကတော့မဖြစ်ဘူးဒါတောင်ခီးမထွက်ခင်ကဘုန်းကြီးတွေတိုက်လိုက်တဲ့ဆေးချောင်ဒီလောက်ခံနိုင်နေတာဖြစ်မယ်ဘာပဲဖြစ်ဖြစ်အဖိုးပြောတဲ့စကားတွေမှာအချင်းဆိုတာဒီတိုင်းဆောင်းနေအလွန်နှေးတဲ့အဲ့တော့ငါတို့အကျိုးရှိမဲ့အလို့တကူကိုလုပ်ရင်ကဆောင်းရတာပိုကောင်းမယ်လို့တွေးပြီးကျောင်းနေရကြီးရှင်းမှရှိတဲ့ကြောက်ပြားပေါ်မှာထိုင်ရင်ကစိတ်ဆွမ်းလေးခြင်းမှုကိုလောက်ပါတော့တယ် ဒီလိုလုပ်လို့တော့အချိန်ဘယ်လောက်ကြာသွားတယ်မသိဘူးမိမိအာရုံတွေကရှိကချောင်းနဲ့ညှိပွင့်နေတယ်လို့မြင်တော့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါသူမျက်စိကိုပဲမယုံနိုင်လောက်ဖြစ်သွားတော့တယ်သူရှိမှရှိတဲ့ချောင်းနဲ့ညှိကလူတစ်ယောက်ဝင်သာလောက်အောင်ထထချမ်းကွဲပြီးဟနေပါတော့တယ်အတွင်းကိုလှမ်းကြည့်လိုက်တော့လေခွင်းနေသီးနဲ့ဆိုင်ခင်းနေဥယျာဉ်ကျန်နေတရားချောင်းလေးချုပ်ကိုလည်းလမ်းမြင်ရတယ်သူနေရာကထပြီးအဲ့ဒီအချောင်းကြီးတွေကအတွင်းကိုဝင်သွားတယ်အတွင်းကိုရောက်တဲ့အခါဥယျာဉ်ကျန်တွင်ကအဖေအောင်ဝတ်စုံနဲ့အဖိုးအထူးထွက်လာပါတယ်အဖိုးရဲ့တပ်ကိုခမန်းရခတ်လာပြီးမြဲချမ်းမှာတော့လည်းနေစင်းပါပဲမိုးစိမ်မွေနှကမ်းမွေးတွေကဆွတ်ဆွတ်ပြူနေတယ် အဘိုးကကျော်စွာကိုမြင်တဲ့အခါအေးချမ်းစွာနဲ့ပြုံးပြတယ်။ကျော်စွာကဘိုးအနီးကိုရောက်သွားလို့ယူသီစွာကြော့တယ်။ငါမကြီးကခွန်လုံးတောင်တန်းကအဘိုးလှုပ်လိုက်တာမလား။ဒုဒတိကတရားချင်းပေါ်ကျင့်ပတ်တယ်ပဲ။သူကအထားလို့ငါမကြီးပိုင်ဆိုင်တဲ့ပစ္စည်းကိုအဘိုးသိမ်းထားခဲ့တာနှစ်ပေါင်းအတော်ကြာပြီ။အခုတော့ပြန်ပေးဖို့ချိန်ရောက်လာပြီ။လာငါမကြီးအဖိုးနာကိုလိုက်ခဲ့ပြီးတော့လှခေါ်သွားတော့ကျော်စွာကနောက်ကလိုက်သွားပါတယ်။ဒေါမတော်နေရာကိုရောက်တဲ့အခါနန္ဒပြည်ပင်ကြီးတစ်ပင်ပေါက်နေတဲ့နေရာမှာတော့ခူပါဘွားတစ်ခုကိုတွေ့ရတယ်။အဘိုးကအဲ့ဒီကူအတွင်းကိုဝင်သွားလို့ကျော်စွာကလည်းနောက်ကလိုက်တယ်။ကျောက်ကတနေရာမှာတော့ 60ပမာတင်ထားတဲ့တရာကြီးတစ်လုံးရှိတယ်။ချောက်ကူကြီးကမော်ဂနီရောင်တောက်ပါနေတယ်။အဖိုးကတရာကြီးကိုဖုံးဖွင့်ပြီးအထဲမှာထည့်ထားတဲ့ပစ္စည်းတွေကိုတခုချင်းထုတ်ပေးတယ်။ဒီပစ္စည်းတွေကရွှေနဲ့ပြည့်လုံထားတဲ့လေဆွဲတစ်ခုဆွဲပြားတစ်ဖက်မှာသူရဲစားနေမင်းရဲ့အမတ်သားတစ်ခုပါပြီးခြံထဲတစ်ဖက်မှာတော့ပௌဒ္ဓရာဟုသောဆက်လုံးတွေကိုရေးထိုးထားတယ်။နောက်တစ်ခုကရန္နာပစ္စည်းတွေစီချင်ထားတဲ့မကိုက်တရဘုတ်တစ်ခုနဲ့ချောက်စီဓာတ်တလက်တွေပဲဖြစ်ပါတယ်။အဲ့ဒါတွေကပௌဒ္ဓရာဘင်ဥဒ္ဓရာပစ္စည်းတွေပဲငါမြင်။ဒါတွေကမင်းရဲ့အမွေနှစ်ပစ္စည်းတွေပဲ။ဒီပစ္စည်းတွေကိုဘုတ်ထင်းထင်းဆောက်ရှောက်ထားခဲ့တာနှစ်ပေါင်း20ကျော်ခဲ့ပြီ။ အခုတော့ငါမြည်လက်ကိုအလိုက်တော့မယ်။သာသနာရဲ့အကျိုးလောကရဲ့အကျိုးကိုထမ်းရနိုင်တဲ့ဘလောက်ကောင်းယန္နာဖြစ်ပါစေလို့မှာကြတော့ကျော်စွာကအဖို့ကိုယိုသေးစွာခတော့ပြီးကြောက်တရရဲ့အတွင်းကပြန်ထွက်ခဲ့တော့တယ်။ဟိမန္တာတော်နန်းကြီးဘောကတောင်ပတ်ရုံရုံကိုလမ်းမြှောက်ကြည့်လိုက်ရင်ဗြဟ္မာဗုဒ္ဓမြေကြီးကိုတိုင်းသာလမ်းမြင်နေရတယ်။ဗြဟ္မာဗုဒ္ဓမြေကြီးကဟိမန္တာတောင်ဘက်ကနေအရှိဘက်ကိုမွေးရကောင်းလိုတွန့်လင်ကိုေးကောက်ပြီးကိုေးဆင်းသွားတယ်။ဗုဒ္ဓမြို့ကဗြဟ္မာဗုဒ္ဓမြေရဲ့မြေကမ်းရံတဏီယာမှာတည်ရှိပါတယ်။ဗြဟ္မာဗုဒ္ဓမြေကိုဆွဲပြလို့ဗုဒ္ဓမြို့လိုအမိန်နာမတွင်ခဲ့ခြင်းမှာ သူတို့ကကိလသာတောင်မှပြဆင်းခဲ့ကြပြီးမြမဗုဒ္ဓမြေတွင်ကိုခီးဆက်ခဲ့ကြတော့ရတန်ကြတဲ့ကဗုဒ္ဓမြို့တို့ကိုရောက်ကြတယ်။မြင်းနေနဲ့ခီးဆက်ခဲ့ကြတော့ဗုဒ္ဓမြို့ကအဝေးကလမ်းမြင့်ကလေးကချောစွားရင်ဒီခုံလာတယ်။နေပေါင်းများစွာခန္ဓာကိုယ်ထဲမှာညင်သက်နေတဲ့မသိစိတ်ချုပ်ကနိုးလာတယ်။ငားရဲ့မွေငားရဲ့ဌာနေပါလား။ဒီအတိကြောင့်စိတ်ထဲမှာတက်ကြွမှုတွေဖြစ်လာတယ်။ငယ်စဉ်ကလေးဘွားကရွှေဒီရွှေနန်းဆန်ဘဝဖြင့်ဖျော်ရွှင်ခဲ့တဲ့အဖြစ်တွေကိုရေးရေးလေးပြန်လည်မြင်ရောက်လာတယ်။ဗုဒ္ဓကမြေကန်ရဲ့တခြားတည်ထားတာကြောင့်လေယာဉ်ဥယျာဉ်ကြီးကောင်းမွန်လာပြီးအနီးဝန်းကျင်မှာရှိတဲ့တောင်တန်းတွေမှာအဖို့တန်ကြောင့်မြေရေနာနဲ့ မြေကန်တဲ့ရှောင်းမှာရွှေများစွာထွက်လီတော့တင်ရစားရပေါ်များလာတဲ့အတွက်ရွှေမျိုးတော်လို့တင်စားခေါ်ထိုက်တဲ့မျိုးတော်ဖြစ်ပါတယ်။သူတို့ရောက်တော့မျိုးနီးမှာကမျိုးရင်းမှာပါလူအများစီကားစွာနဲ့သွားလာလှုပ်ရှားနေတာကိုတွေ့ရလို့စုံစမ်းကြည့်တော့ပௌဒ္ဓရမျိုးသူရဲ့ကောင်းရေးပွဲတွေကျင်းပနေကြောင်းသိရတယ်။ဖျံပွဲကျင်းပနေတဲ့နေရာမှာနိုင်ရင်ပြင်ရှိမှရှိတဲ့ကွက်လက်ကြီးမှာဖြစ်ပါတယ်။မူကြီးမရသေးနာပတိတွေစစ်တီရဲမှတ်တွေပௌဒ္ဓရမျိုးသူမျိုးသားတွေရာထောင်ပေါင်းများစွာရှိနေပြီးအော်ဟစ်အာဘိဒံတွေကဆူညံနေတော့တယ်။ ဲ့ဒီဘွဲမှာနောက်ဆုံးအနိုင်ရသူကပௌဒ္ဓရာထီနန်းကိုသိမ်းပန်းမှာဖြစ်တဲ့အတွက်အချိန်နဲ့ဝင်ရောက်ရှင်းပြနေပြန်မွဲကနေနေရကသူရဲကောင်းတွေလာရောက်ရှင်းပြကြပါတယ်အိန္ဒိယဘက်ကလာတဲ့သူရဲကောင်းတွေဒီဘက်တောင်တန်းတွေဘက်ကလာတဲ့သူရဲကောင်းတွေခေါလွန်တောင်နှံဘက်ကရှာလင်သူရဲကောင်းတွေခသဲဒုံတိုင်းသမားတွေမွန်ဂိုလီးယားမန်ချူရီးယားဘက်ကသူရဲကောင်းတွေတောင်မှဝင်ရောက်ရှင်းပြကြတဲ့အတွက်ခြေချီတူစီကားလာပါတယ်ပြန်မွဲအနိုင်ရှုံးဆုံးပြကရှုံးသူကအသက်ပေးရခြင်းပဲဖြစ်ပါတယ်ပြန်မွဲကိုပௌဒ္ဓရာနိုင်ရင်ဝအမတ်ကြီးနဲ့မူကြီးမတ်ကြီးတွေကကြီးကြပ်ဆောင်ရွက်ပေးကြတယ်ပြန်မွဲစီကံရသူရဲကောင်းရွေးဝင်ရောက်ရှင်းပြသူက ဆင်မြင့်ပေါ်မှာမိမိနဲ့တည်းကလက်နက်ကိုစိတ်ကြအတုံးပြွေးရှိတာကြောင့်ထုတ်ထားလှန်ကျိုးရဲတဲ့အစားရှိတာတွေကိုကန်ဆောင်ပြီးအစွမ်းကုန်တက်ခဲ့ကြပါတယ်။တိုက်ပွဲဝင်သူတွေရဲ့မျက်နှာပေါ်မှာစစ်သွေးစစ်မှန်နေတဲ့တက်ချွနေတယ်။တိုက်ပွဲမှာပြန်မနေရသလုံးကြံနေခြင်းမရှိဘဲနဲ့တရားကတော့ပြန်ပွဲကောင်လူလောကအပြင်ဘက်ကူပါထွက်ပြေးကြရတာဖြစ်တဲ့အတွက်နောက်ဆုံးမွန်ဂိုလီးယားဘက်ကလာအောင်ရှင်မယ်နဲ့သူရဲကောင်းကြီးတူဦးတာကြံခဲ့တော့တယ်။ဒီသူရဲကောင်းကြီးကအရင်မောင်းက6ပြေကျော်မြင့်ပြီးခန္ဓာကိုယ်ကလည်းကြီးမားတုတ်ခိုင်လာတယ်။တရုတ်မျိုးနဲ့စီမံပြုလုပ်ထားတဲ့ကုကျဲအင်ဂျင်နဲ့ခေါင်းစုပ်ကိုဝှစ်စင်ထားပြီ သူအသုံးပြုတဲ့လက်နက်ကအသွားထလာတဲ့ကပ်ပါးကြီးဖြစ်ပါတယ်။ဒီကပ်ပါးချက်ထည့်ရင်တော့လူမဆိုးထားနဲ့ဖေရံမဆိုးအတိအကျတီကနေပြစ်ကြသွားလောက်တယ်။ဒီကပ်ပါးချက်ကြောင့်အသက်ပေးပြီးပြန်ဘက်ကထွက်သွားခဲ့ရတဲ့သူရဲကောင်းတွေကမနှင်းလာပြီ။နေအောင်ကြီးဖြတ်ပတ်ထားတဲ့တက်ကွင်းစင်မမာတော့သွေးဆက်တွေနဲ့ရဲနေပြီးဝဲလက်တောက်ပါနေပါတော့တယ်။စင်မမာတော့နောက်ဆုံးကြံနေတဲ့မွန်ဂိုလီးယားသူရဲကောင်းကသူရဲကပ်ပါးကြီးကိုမြောက်ကမြောက်ကနဲ့အော်ဟစ်ကြွေးကြော်လို့အောင်ပွဲခံနေတယ်။ဒီအချိန်မှာစင်မြင့်တနေရာမှာနေရာယူထားတဲ့နိုင်ယုံအမတ်ကြီးကနေရာကထားရလို့အနေနဲ့ရဲကသူရဲကောင်းယူဘက်ကိုရောက်လာကြတဲ့သူရဲကောင်းပေါင်းလို့ အခုအစီအမမှာနောက်ဆုံးအနိုင်ရထားသူကတော့မွန်ဂိုလီးယားသူရဲကောင်ရက်ခါဆိုသူဖြစ်ပါတယ်။သူကိုရှင်မြတ်တက်ခတ်မဲ့သူရှိပါကဆင်မိုကိုကြောက်ရောက်ပြီးဖို့ဖိတ်ခေါ်အပ်ပါတယ်။နိုင်ယုံအမတ်ကြီးကအော်ဟေးမင်းမြတ်မိမယ်လဲဆင်မိုကိုတက်ဝတ်မဲ့သူမရှိတော့ဘူး။တရားကကြောစွာကပြစ်စီထည့်ထားတဲ့အိတ်ကိုလူပလီမိတ်တာကိုပေးပြီးတော့မှဆင်မိုကိုတက်ဖို့ပြင်ဆင်ပါတော့တယ်။တကင်သတိထားတိုင်းတော့သူကြီးရတာလူတယောက်နဲ့မတူလာဘူး။နာမည်လိုက်အောင်ဘလူးတစ်ကောင်နဲ့တူလာတယ်။ငါ့အတွက်ဘာမှစိတ်မပူနဲ့မိတ်တာ။ဒီကနေ့ငါမိဘတွေရဲ့အမွေငါ့ရဲ့အမွေကိုပြန်ရအောင်ယူရမယ်နေ့ပဲ။ ဒီလိုဆိုပြီးတော့မှတစ္ဆာဘာလာသားကိုခိုင်းလို့နှိုင်းရုံအမကြီးရှိရကိုတက်သွားတယ်။သူတက်လာတာကိုမြင်တော့ပြိတ္တတီကဒွေကောင်ပေါ်လာပြီးဝိုင်းဝန်းနဲ့အော်ဟစ်အားပေးကြတယ်။ရဲကကြီးကတော့ကြော်စွာတက်လာတာကိုမြင်တော့သားကောင်ကိုတွေ့တဲ့မုတ်ဆိုးတူဥပမာဂျဲလောင်စွာနဲ့အော်ဟစ်ရီမောနေတာပေါ့။သူကနှိုင်းရုံအမကြီးတွေရှိတဲ့နေရာကိုသွားပြီးအယုဒီပေးတယ်။အမကြီးတွေကသူ့ကိုအခက်ခက်ပြီးအံ့ဩနေကြတယ်။ရဲကကြီးလိုဘလူးတကောင်လိုကြမ်းတမ်းခတ်တန်လာတဲ့လူချမ်းကြီးကိုဓာတ်တက်တဲ့နဲ့တက်ရောက်ရှင်ပြန်ဝင်တဲ့တက်တီကိုအံ့ဩနေကြတာဖြစ်ပါတယ်။သူရဲကောင်ရဲ့အမိကိုပြောပါကြော်စွာ။ ဖေရည်သားကလည်းအောင်ရှင်မြန်တာလေးခွန်လုံတောင်တန်းကပါဒီစကားကြောင့်အလုံးကတန်းရုံးနဲ့ပြတ်သွားကြတယ်ကျော်စာကိုတေချာခဲခတ်ကြည့်ရင်ကတစုံတရာကိုတတိယလာတယ်သင်ရဲ့မျိုးနယ်ကိုပြောပါယခုမပြောလို့ပါအောင်မဲခံပြီးမှသာပြောလို့ပါတယ်ကောင်းပါပြီသင်ရဲ့နက္ခတ္တာတွေကိုစောင့်ရှောက်တော်မူတဲ့နတ်ဒီဝတာတွေကဆေလုလိုက်တဲ့ကျွန်တော်တို့စောင့်ဆန်းနေတဲ့သူရဲ့ကောင်းဖြစ်မယ်လို့ယုံကြည်ပါတယ်အခုဘက်မှာသင်အောင်မဲခံနိုင်ပါစေလို့ကျွန်တော်တို့ကဆုတောင်းပေးပါမယ်ကျော်စာကခေါင်းနှစ်ချက်ညှိပြပြီးထားကိုကင်လို့သက်ခွင်းစင်မကိုခုံတက်သွားတော့တယ် ထပ်ပွဲဆရာနဲ့ရက်ခါကြီးကသူကိုင်းဆောင်လာတဲ့ကပ်ပါးကြီးကိုအသုံးပြုပြီးတလက်ချမ်းပဲဝင်ရောက်ထပ်ခိုက်ပါတော့တယ်။သူကအရှမ်းမောင်းကခွန်အားဖလာပါကြော်စွာတဲ့များစွာသာသူဖြစ်တာကြောင့်ခွန်အားဖလာကိုအားပြုပြီးတပ်ပွဲကိုအမြဲဆုံးဆုံးသတ်ဖို့ကြိုးစားရှိပါတယ်။သူအသုံးပြုတဲ့ကပ်ပါးကြီးကကြောက်စရာကောင်းလာတယ်လို့ထပ်ခိုက်ပညာကြီးကလည်းကြွညင်လာတယ်။သူကလည်းဦးကမဝတ်ဆင်ထားတဲ့ကိုကျဲအင်ဂျင်နဲ့ခေါင်းဆောင်ကထားလန်နေထုတ်ကုန်လို့မရနိုင်တာကြောင့်တပတ်လူကိုရေရဲတင်းတင်းပဲဝင်ရောက်တိုက်ခိုက်ဝင်တယ်။ဒါကြောင့်လေသူ့လက်ချက်ကြောင့်တယောက်ပြီးတယောက်အသက်ပြောက်သွားတာဖြစ်ပါတယ်။ကျော်စံကသူ့ရဲ့ကပ်ပါးချက်တွေကိုကျွမ်းကျင်စွာနဲ့ရှောင်းတင်းရင်ကခြေကောင်းကိုစောင့်နေတယ်။နာမည် အပူပူချင်းအေးကိုအေးချင်းတွေးလို့မရဘူးအေးလိုက်အပူနဲ့တွေးအပူလိုက်အေးနဲ့တွေးမှနိုင်မယ်ခြောက်ခဲတစ်လုံးလာတော့ခြောက်ခဲတစ်လုံးနဲ့စီးခံမီးပွင့်ထွက်မယ်နှစ်ခုစလုံး꿰ကြည့်သွားမယ်ခြောက်ခဲရည်ထဲကျတော့အလွယ်တကူနှိမ့်မြုပ်ပြလိုက်လို့ရတယ်လို့ပြဲတံမာကျောလာတဲ့ထိုက်ခွက်တွေကိုပြောပြောင်းလူညင်းတဲ့ထိုက်ခွက်တွေနဲ့ထက်ခိုင်နေမှနိုင်မယ်ခွန်လုံးတော်နဲ့ကအဘိုးတော်စင်တင်ကြပြလိုက်တဲ့ဇကားတွေကိုသတိရတဲ့အတွက်ရှက်ကကြီးရဲ့ပြင်းထန်တဲ့တိုက်ခတ်မှုတွေကိုရင်ဆိုင်တိုက်ခတ်ခြင်းမပြုတော့ဘဲနဲ့အလွယ်တကူရှောင်တိန်လို့လက်တစ်ပြက်ပြန်လဲတိုက်ခတ်တော့ရှက်ကကြီးကတစ်ချက်ပြီးတစ်ချက်အထိနာတော့တယ်ကိုကျဲအင်ကြီးရှိနေတဲ့အတွက်သာအသက်မသေးခြင်းဖြစ်ပါတယ် တချိန်မှာရက်ခကြီးရဲ့ကဘာချက်ကိုရှောင်းဟင်းကသွေးကွက်ကိုနင်းပြီးလို့လဲကြသွားတယ်။ဒီအခွင့်အရေးကိုလက်လို့မခံမနေရက်ခကြီးကအဘောကကဘာနဲ့မိုးချလိုက်တယ်။အဝေးကလှမ်းကြည့်နေသူတွေကမျက်လုံးတွေပြဝေသွားလောက်အောင်အထိတ်လန့်ဖြစ်သွားတယ်။လူပလီမိတ်တပင်ပါစပ်အဟောင်းသားဖြစ်သွားပါတယ်။အဘောကကြလာတဲ့ကဘာချက်ကိုလွတ်ယုံကလေးလှိမ့်ရှောင်ပြီးလဲတော့အင်အားပြင်းလာတဲ့ကဘာချက်ကကျောင်းဘုတ်ကိုဒုံးနဲ့ဆိုင်ဝင်သွားတယ်။အဘောကကြော်စွာကကဘာကင်ထားတဲ့လက်နက်ပတ်စလုံးကိုသစ္စာပလာထားနဲ့ပိုင်းဖြစ်လိုက်တယ်။ရက်ခကြီးကတော့ကျေလွန်စွာနဲ့អော်ហិតပြီးတော့မှနောက်ဘက်ကိုရိုင်းထွက်သွားစဉ်ကျော်စောင်းကလွှားနေခုန်တက်သွားပြီး ဦးကောင်းတဲ့ကနေပိုင်းချလိုက်တော့တယ်။အဲ့ဒါပௌဒ္ဓရအမူအတွက်တစ္ဆာပါလာဓာချက်ပဲဟိ။ပရိသတ်ကြီးရဲ့အော်သံကလည်းရေးရေးနဲ့တခဲနဲ့ထွက်ပေါ်လာပါတော့တယ်။ခေါလွန်သူရဲ့ကောင်းဆိုတဲ့အော်သံဟိတန်ကြီးကလည်းတန်ပြိုင်ထွက်ပေါ်လာကြတယ်။ကျောစွာကလည်းသွေးစွန်းနေတဲ့ဓာကိုမြောက်ပြီးအောင်ပွဲခံတော့တယ်။နေအောင်ကြီးအောက်မှာချွေးတွေသွေးတွေနဲ့တောက်ပါလျက်ရှိတဲ့အမူအရာကရှင်လန်းတက်ကြွနေတော့တယ်။သူရှိရာကိုနိုင်ရင်ကိုအမတ်ကြီးနဲ့ဘုံမင်းဘုပ္ပာများကောလူပုလိမိတ်တာပါရောက်လာပါတော့တယ်။ခေါလွန်တော်နဲ့ကသူရဲ့ကောင်းသင်ရဲ့အမျိုးနယ်ကိုပြောပါလို့နိုင်ရင်ဝန်ကြီးကမေးတယ် ကျွန်တော်ကဗုဒ္ဓရဲ့မျိုးဆက်တွေဖြစ်ပါတယ်ကျွန်တော်ရဲ့ဖခင်ကဥဒ္ဓရာပြင်ဖြစ်ပြီးမေတော်ကဆန္ဒတည်းဝီပါပျောက်ဆုံးနေတဲ့သားတို့လေးပြင်ရောက်လာပါရောလားဝမ်းမြောက်ဝမ်းသာနဲ့ရေရွကြတယ်ကျောဆောင်ကလူပုလိမိတ်သားစီကရွှေတောင်းခွက်မခိုက်တရဘူးနဲ့ခြောက်စီသားကိုပြတဲ့ကဗုဒ္ဓရာပြင်ရဲ့မျိုးဆက်တွေမှန်ပြကြောင်ယုံကြည်ကြတယ်အရှင်သာကျွန်တော်မျိုးကြီးတို့တရင်စုံစမ်းပြီးရှာဖွေနေတာကြားပါပြီအနေအရကိုအထောက်အထော်တွေလည်းလွတ်ထားပါတယ်အခုလိုပြန်လေရောက်ရှိလာတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါတယ်ဥဒ္ဓရာပြင်ရဲ့အမွေဖြစ်တဲ့ဗုဒ္ဓရာပြည်ကိုသိမ့်ပိုက်ပါတော့ဒီလိုအနန္တကြတော့ကျောဆောင်အနေနဲ့ မိဘအမွေအတွက်တာဝန်ကြီးဝင်စွာနဲ့ထမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတော့တယ်။အနုရာဓာရဲ့ရွှေနှန်းဆောင်ထဲမှာဖြစ်ပါတယ်။ဘေမကေတရီရှိတော်မောက်ကိုကိုရတော်မူရောဟန်ဒီကဝင်ရောက်လာပြီးတော့မှရွှေပီလာတစ်ချက်ကိုပြီးပါတော့တယ်။ဘေကပုတ်လိုက်တဲ့ရွှေပီလာလေးရောဟန်ဒီဗုဒ္ဓရာပြီကအထောက်တော်တွေရောက်နေပါတယ်တခင်မ။ဒီရွှေပီလာကဗုဒ္ဓရာပြင်ပုတ်လိုက်တဲ့ရွှေပီလာဖြစ်ပါတယ်။ကေတရီကရွှေပီလာကိုမယူဘဲနဲ့အချောင်းကိစ္စကဘာတယ်လေးလို့မေးလိုက်တယ်။အချောင်းကတော့ဗုဒ္ဓရာပြင်ကတခင်မလေးကိုလက်ဆက်လို့တဲ့အချောင်းရွှေပီလာဘာတာဖြစ်ကြောင်းအထောက်တော်တွေစီကသိရပါတယ်။ ခေတ္တရီကနန်းဆောင်ပရင်မဝေးကိုမျောခြင်းငါတပ်ပြင်းနေချက်ချတယ်။တခင်မလေးအဲ့ဒီကိစ္စတွေကိုဘလို့မှစိတ်မဝင်စားသေးပါဘူးယောနီ။ဒါကြောင့်မဖြစ်နိုင်သေးတဲ့အကြောင်းသာရွှေပြည်လော်ပြန်ပါလိုက်ပါ။ဗုဒ္ဓဘုရင်ကဒီလိုနဲ့တော့အ short ပေးလို့မှမရှိပါဘူးတခင်မလေး။အန်နိုနီနဲ့မရအကြံဉာဏ်သုံးပြီးသိမ့်ပိုက်ဖို့အစီအစဉ်ရှိကြအောင်အထောက်တော်ရစီကကြားသိရပါတယ်။ဒီလိုဆိုတော့လေကိုဘက်ကပြင်ဆင်စရာရှိရတယ်ဂျိုဒီပြင်ဆင်ထားရမှာပေါ့။ယောနီမင်းပါဝနာကိုခေါ်ပြီးတော့မှခွန်လွန်တောင်တန်းမှာရှိတဲ့သူရဲကောင်းကိုတခင်မမိတ်တော်နဲ့အမြန်ဆုံးခေါ်လာခဲ့ပြီးတော့ တပတ်လောက်ကြာမှတော့ခွန်လွန်တောင်တန်းကိုသွားကြတဲ့ပါဝနာနဲ့ရောနီတို့ဘွယ်ပြန်ရောက်လာတယ်။တခင်မလီခွန်လွန်တောင်တန်းမှာသူတော်စင်ဘူးတခင်လီမိခင်နဲ့တခင်လီတို့၃ယောက်စလုံးမတွေ့ကြရပါ။တို့ဘယ်ရောက်သွားကြပါလဲ။ဒီကပါဝနာကဟိုတလောကဗုဒ္ဓအတိုင်းပြည်မှာသူရဲကောင်းရွေးပွဲကြီးကျင်းပနေပါတယ်။တခင်လီကအဲ့ဒီကိုသွားမယ်လို့ထင်မိပါတယ်။သူကဘရင်ရွေးပွဲကိုသွားရောက်ရှင်းပြနေတယ်။ဟုတ်လားပါဝနာ။မှန်ပါတယ်တခင်မလီ။တခင်လီကတာမန်အညာတာတူရောမဟုတ်ပါဘူး။ဗုဒ္ဓဘရင်ရဲ့သားတော်ဖြစ်ပါတယ်။ဒါကြောင့်သူဘခင်ရဲ့အမွေကိုပြန်လည်သိမ့်ပိုင်နိုင်မှုအတွက် ွားရောက်ရှင်ပြန်တာဖြစ်ပါလိမ့်မယ်ခင်ဗျာလေဒီစကားကြောင့်ကိုယ်တို့ကအောင်းအဝမ်းသာဖြစ်သွားမိတယ်စိတ်ထဲကလည်းဒါကြောင့်အစင်တန်းတွေတနည်းမှာသူပြန်လာမယ်လို့ပြောထားတာကိုလူတွေ့ရမိတယ်ဒါဖြင့်ပௌဒ္ဓရာမှာသူရဲ့ကောင်းရွေးပွဲတွေကျင်းပပြီးပြီပေါ့ပြီးပါပြီခင်ဗျာလေဒါကြောင့်ပௌဒ္ဓရာရဲ့ဘုရင်လေးကတကယ်မလေးကိုလက်ဆက်ဖို့ကမ်းလှမ်းလာတာဖြစ်ပါတယ်ဒီစကားကြတော့ကိုယ်တို့ရင်ထဲမှာဝမ်းသာစေချင်လှူရှားလာမိတယ်တနည်းတော့အခါပௌဒ္ဓရာကထောက်တော်တယောက်ရောက်လာပြီးဖေမကိတ္တိကိုတွေ့ခင်တောင်းလာပြန်တယ်တကယ်မလေးအပြင်းစားမှာပௌဒ္ဓရာကထောက်တော်ရောက်နေပါတယ် ဘဝနာကလာပြောတဲ့အတွက်ထွက်သွားတဲ့အခါမမျောလင့်သူတယောက်ကိုတွေ့ရတယ်။အဲ့ဒီသူကိုမြင်ရတဲ့အခါမှာတော့ကေသရီရှင်ထဲမှာဖုံမပြတက်လောက်အောင်ဝမ်းမြဝမ်းသာဖြစ်သွားမိပါတယ်။ပௌဒ္ဓကပြန်လာတဲ့ထောက်တော်ကခြားသူမဟုတ်ဘူးကျော်စွာပဲဖြစ်ပါတော့တယ်။ကျော်စွာကတော့ကေသရီကိုမြင်တော့ဥညွတ်ပြီးအယူသည်ပြုတဲ့အခါကေသရီကပြုံးတယ်။ပௌဒ္ဓရဲ့အရှင်သခင်ကိုမထီမဲ့မြင်ပြုမိတာခွင့်လွှတ်တော်မူပါရှင်။ကေသရီကခနဲ့တဲ့လီတန်နဲ့ပြောတော့ကျော်စွာကပြုံးတယ်။ကေသရီကိုအကြောင်းတွေကိုသိပြီးပြီပေါ့နော်။သိပြီးပါပြီအကူရဲ့။အခုလိုအကူရဲ့ဘဝမှန်ကန်ပြောင်းသွားတာကျမပြင်သိပြီးဝမ်းသာတာပဲ။ ကိုကလည်းကေတရီရဲ့လေးစားလောက်တဲ့စိတ်ထားကိုသိရလို့ဝမ်းသာမိပါတယ်။တကယ်တော့ကေတရီကနှလုံးသားပြူစင်လာတဲ့မိန်းကလေးတစ်ယောက်ပါပဲ။မိန်းမသားတစ်ယောက်ဖို့ဦးကောင်းမောင်ကမခိုက်တဲ့ရဘူးတဲ့။နှလုံးသားကတစ္ဆာတရားကိုပူပြီးအလေးထားရပါတယ်။ကျမတသက်မှာတစ်ခါသာပွင့်တဲ့မြေတားပန်းကိုဘယ်အရာဒီနဲ့မှမလေးနိုင်ပါဘူး။ဒါအရင်ကလာတဲ့တစ္ဆာစကားပါပဲ။ကိုယုံကြည်ပါပြီကေတရီရဲ့မြေတားတရားကိုတန်ဖိုးထားလို့နဲ့ကေတရီကိုမတီးမဲ့မြင်မပြူတော့ပါဘူး။ဒါကြောင့်တသက်လုံးလက်တွဲသွားဖို့အတွက်ဆုံးဖြတ်ပြီးကေတရီရှိရကိုလိုက်လာခဲ့တာပါ။ကျမဘာမှလို့အဆုံးကရွှေတိရွှေနန်းနဲ့မခိုက်တဲ့ရဘူးမဟုတ်ဘူး။ အခုစီကတွေ့တွေ့ကျင်တာလည်းမြေတားစကားပဲဒီစကားတစ်ခုနဲ့တင်ရင်ထဲမှာကဘဝတစ်ခုလုံးမှာပြည့်စုံခြင်းကိုရောက်သွားခဲ့ပါပြီပုဒ်ထရာချစ်သူအဲဒီကကျော်စွာကကေသရီရေရွတ်ပြီးတဲ့နောက်ကေသရီရဲ့ကိုလုံးလေးကိုကျင်တာစွာနဲ့ထွေးပို့လိုက်တယ်တကယ်ဆိုတော့ချစ်သူနှစ်ယောက်အတွက်ခုံပကာသနာမလို့ရှင်ငွေရနာမလို့တကယ်လူသားကသစ္စာတရားနဲ့ထုံမွန်းနဲ့အကျဉ်းရနေတဲ့နဲ့ချက်ချင်းမြတ်တာပဲဖြစ်ပါတယ်ချက်ချင်းရနေတဲ့ထုံသိတဲ့လောကတရားကလည်းအစဉ်တပြည့်လှပပါစေလို့ဆန္ဒပြုမိရင်က တင်စားပါလာထားမရှိတဲ့ခမီးရဆန်းကျင်ဝတ္ထုရှိကဒီနေရာမှာဒီကုန်းကပ်ပတ်အဆုံးသက်ပြီဖြစ်ပါတော့တယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့စာရေးသူတုဆက်ကရေးသားထားတဲ့တင်စားပါလာထားဆိုတဲ့ဝတ္ထုကလေးကိုစက်သိမ်းမနေနဲ့တင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပြီးပါအောင်ခင်ဗျဘေးနားက notification လည်းလေးပေးထားပါအောင်အားလုံးကိုတို့ပဲကျေးဇူးတင်ပါတယ်